်မင်္ဂလာပါရှင်ယခုနားဆင်ရမယ့်တီလီကတော့90စုဖယားလာဖူးကြကွယ်ဆိုတဲ့တီလီပဲဖြစ်ပါတယ်ဤတီလီကိုတမိမေတ္ထာဆွေကတီဆိုပူဇော်ထားပါတယ်ရှင်ရေးဖွဲ့တီးတန်စင်ကတော့ဗတ္တန္တကုမာရရေးဦးမြို့မဟာဓမ္မယုံကျောင်းနေဆရာတော်ပဲဖြစ်ပါတယ်ရှင် ကွေမျက်နှာကြောလက်ကြောအနိထားမုံတွေရအဖုံဖုံတနေရာတွေမှာအဆုံးဖူးရမယ်ရှီဦးမြို့မှာမဟာဓမာယုံကြောင်းလိုက်တာအတွင်ဝဲအမှန်ပါတူမရှိကံကြောင့်ကိုတင်ဆောင်နေတွေ့မယ်အများလူမှုစီစဉ်နေဖယောင်းသူ့ကိုတပလီစီကွေ 百姓的问题。 ာလို့လည်းခီးဝေးတယ်မလာလို့လည်းခီးဝေးတယ်လာလို့လည်းအင်းကလေးရဲ့ရွာနာ ာယုံကျောင်းထဲမှာကန္တကုတိဇောင်းလမ်းကြီးအတွင်မှာဗုဒ္ဓရုပ်ပွား90တဆူသတင်းတုံဆန်းပေတော်မူလျက်ရှိပါရင်ရှင်သူတော်စင်းတို့နေဖြင့်အကယ်၍ဘုရင်ရဲ့ဆန္ဒများရှိကြလေကုမျိုးကုရွာကုနေထဲမှာကုနီးနာမှာတည်ရှိနေတာကြောင့်ကားဖြင့်ညအိတ်တော်ဖို့ပဲမလိုတော့လေနေချင်းပြန်တော့ရောက်ဖူးမြော်ချင်းညွန်နေကြပါရဲ့ရှင်ဖူးမြော်ကြသည်ယဟန်ရှင်သူတော်စင်းများမှာ ရုပ်ပွားစင်တူတော်များရဲ့မျက်နှာတော်အနေထားလက်တော်အနေထားမုဒ္ဒရာမျိုးတော်အဖော်မုံကိုတနေရာရင်းမှာအဆုံးအလင်းဖူးရင်ဝင်ရကြမှာဖြစ်ပါလေရှင်။အဲဒါကြောင့်အများနဲ့အတူ90တဆူဖျားလာခူးကြဖို့သမီးမျိုးတစ်ခါစီမှာနေဗန်အကျိုးမျိုးရဲ့တိုက်တွန်းနှိုးဆော်ခေါ်လိုက်ရပါ So.

明天在看剧。